ရာဒီဥရုအကူပြောင်းမှာပေါ့နော်။ကြောင်တွေကအဲ့လိုတုတ်ကွေးဖြစ်ကြတယ်ပေါ့။ကိုယ်တွေလည်းကြောင်တွေအကုန်လုံးပေါ့နော်။ကာကွယ်ဈေးတွေထိုးထားတယ်ဆိုတော့ပေါ့ပေါ့တန်တန်မင်းနေလိုက်တာပေါ့နော်။အဓိကတော့ရာဒီဥရုအကူပြောင်းပေါ့နော်။ညဘက်ဆိုလည်းဒါအေးတော့လေ။အဲ့ချိန်မှာဖျားဝါကြရထင်ပါတယ်။ကြောင်လေးတွေကပေါ့နော်။ယောဂါဖြစ်ဖြစ်ချင်းမှာပဲအဲ့လိုတရည်တွေကြလာတာ၊မျက်ရည်တွေကြလာတာ။ပြီးလို့ရှိရင်အဲ့လိုပေါ့နော်။ပါးစပ်နဲ့အသက်ရှူတာပေါ့နော်။မောနေတယ်လို့ဖြစ်တာပေါ့။ အဲ့လိုဆဆဖြစ်ချင်းပဲ DC ဈေးကန်ကိုတွားလိုက်တယ်ပေါ့နော် DC မှာတော့ဆဆချင်းသူတို့ကိုဒီအဆုတ်ကြောင့်ဖြစ်တဲ့ယောဂါဖြစ်လို့ထင်ပါတယ်ဆေးရှူပါတယ်ပေါ့ဆေးရှူပါတယ်လိုအပ်တဲ့ကလေးကြတော့ drip ဒီပိုင်းချိန်ရတယ်ပေါ့နော်ကြောင်တွေကလေပထမဆဆဖြစ်ချင်းရမှာပဲပေါ့နော်လုံးဝကိုဒီ viral ပိုးကပြင်းနေထင်ပါတယ်โอ้แบบเหมือนสอเนเน่ซู้ยินอะไรเฉยนี่โอผิดตัวบ่เนาะเอ้าจ้างหมดเลยเตชากยูไซไปแล้วสร้างๆมาย่ามาบ่ မဟုတ်လို့ရှင်ဒါဒီယောဂါပေါ့เนาะအဲ့လိုမျိုးလူတွေကိုဗစ်ဖြစ်တယ်လို့ပဲတဲ့ကိုခံအားမရှိရဲ့ကောင်ကတည်မှာပေါ့เนาะကာကွယ်ဆေးထိုးထားလေဖြစ်တဲ့အကြောင်းကတော့ဖြစ်တာပဲပေါ့เนาะဒါပေမဲ့ကာကွယ်ဆေးထိုးထားတဲ့အချိန်ကြောင့်မလို့နည်းနည်းအသေးပြောက်တော့နေတယ်ပေါ့အဲ့လိုအချိန်လေးပဲသွားတာတဲ့ဘူရိယတရက်ပေါ့เนาะနှစ်ရက်မြောက်နေ့မှာလဲလုံးဝကိုမတက်တာလာဘူးပေါ့ကလေးတွေကလေ အခုဆိုရင်ပေါ့နော်ကြောင်တစ်ချံလုံးနီးပါးကိုချောင်းနေဆိုးနေကြတာပေါ့ဒုတိယမြောက်တည့်ရမှာပဲဆေးရဒေါက်တာအေးမင်းစီဖုန်းဆက်ပြီးတော့ဆေးရစီသွားလိုက်တယ်ပေါ့နော်ဆေးရကပြုတ်ပြုတ်ပြီးချင်းပဲတည့်ရပေါ့နော်ဒါကြောင်နာကျနေပြီတဲ့နင်းကြောင်နေဂယူတော်တော်ဆိုင်မရမှာပေါ့နော်ဂေးဟာတော်တော်များများပေါ့နော်ဒီကြောင်နာကျတာနေပဲကြောင်နေရအဲ့လိုမျိုးပြောင်းကုန်တာပေါ့နော်ပြောင်းနေဆိုအကုန်နီးပါးတေးကုန်တာထိဖြစ်တာပေါ့နော်ဒီကြောင်တွေကနေတိုင်းဆေးဝင်ဝေးမို့နော်ပိုးသက်ဆေးမဝင်ရင်တော့ ဟိုစေးလာထိုးมาပေးရမှာပေါ့အိမ်ကကြောင်နေအကုန်လုံးနှီးပါတော့လीဟိုကာဝယ်စေးထိုးထားပေါ့နော်နှစ်ချိန်ပြီးတဲ့កောင်နေတစ်ချိန်ပြီးရဲ့កောင်တော့ပဲ꽈တာခုလက်ရှိဖြစ်နေတဲ့မှာပေါ့နော်ကြောင်လေးလေးកောင်တော့နည်းနည်းလေးစိုးရင်ရတဲ့အခြေအနေမှာတော့ရှိနေပေါ့ကြောင်ကြီးတွေကတော့ခံနိုင်ရှင့်ရှိမှာပေါ့နော်အသေးလေးတွေကတော့စိုးရင်ရတဲ့ခံနိုင်မရှိတော့ဘူးအိမ်မှာတော့ကြောင်အကောင်30ကျော်ရှိပေါ့နော် ဟိုရှစ်ကောင်ကိုးကောင်အကြတော့ကလေးမွေးထားတဲ့အမေနဲ့ကလေးပေါက်စာကြီးကိုတက်တက်ခွေထားတော့သူတို့ကတော့မကူဘူးပေါ့ကြောင်တွေပေါ့နော်အစာအမာတွေကျွေးလို့မရဘူးအရေးပဲဒီကတိုက်ဆိုတဲ့အတွက်ဆက်ဆက်ရင်ကျက်စုပြုတ်ဝက်စုပြုတ်ပေါ့နော်ပြီးတော့ဒီအစာအဆိုးဘူးလေးနေတော့တွတ်တွဲပြီးတော့ကျွေးပြီးရပေါ့နော်အဓိကတော့အလိုအစာကျွေးအဖျားတက်မှာဆိုလို့ထင်ပါတယ်ဒီကြောင်တွေနေမကောင်းဘူးဆိုတာနဲ့အရေးပေါ့နော် အစာအမားကြီးဖြတ်ခိုင်းတယ်အရေးအဓိကပဲတိုက်ခိုင်းတာများတယ်။ကြောင်လေးတွေတော်တော်များများစားကြရဆိုမှတချို့ကြောင်လေးလည်းတိတ်မစားဘူးပေါ့နော်။သူတို့စားနေကြအစာမို့တော်တော်ကြီးများတယ်။အခုကတော့တတရမြောင်နေပေါ့နော်။ပိုးသက်စီကအနည်းဆုံး၃ရက်ဝင်ရမယ်ဆိုတော့တတရမြောင်နေမှာလည်းဖြားတဲ့ကြောင်လေးအကုန်လုံးပါလာပြီပေါ့။ လောလောဆယ်ရတော့25កောင်ပေါ့เนาะဆေးရဒေါက်တာအင်းမင်းစီပဲဆေးသွားထုတ်လိုက်တယ်ပေါ့ဆေးရပြောမိတာပြောတာရီယန်ဝါရင့်နေပေါ့เนาะဝါရင့်နေအတွက်ကြောင့်အဲ့လိုဒီဆိုးရင်ရတဲ့ယောဂါလေးဆိုရင်ဆေးရတော်တော်နိုင်နေပြောအောင်ပါပေါ့ပြီးရင်ဆေးရတနာတော်တော်ပတ်စံနဲ့အရန်လျှော့ယူပေးရပေါ့เนาะကိုယ်လိုကြောင့်အများကြီးလာပြရတဲ့သူဆိုရင်ဆေးရအဲ့လိုပေါ့เนาะဘလောက်မှတော့မဟုတ်ဘူးအဲ့လိုဆေးထိုးအပ်ဖို့ဆေးဖို့လောက်ပဲယူပြီးတော့ကုပေးတာ ကောကိုလို့ကြည့်ရဟိုအရက်သူ့သူ့အသူ့သူ့ဒီတဲ့တကောင်ထောက်မှာဟွန်းတဲ့အမေမိခင်ဆိုတာလေတားသမီးကိုဘယ်ချိန်ဖြစ်ဖြစ်သိရနော်ဆရာနော်တဲ့သူ့ကလေးတွေဟိုရက်ပေးတယ်လေးရက်မြောက်နေ့ရောက်လာပြီပေါ့နော်၄ရက်မြောက်နေ့ဆိုမဲ့ဆရာစီမှာအဲ့လိုပေါ့နော်ပိုးသက်ဆေးလာလာထိုးတာက၃ရက်မြောက်နေ့ပေါ့နော်အနည်းဆုံး၃ရက်တော့ ရအောင်အွန်မေးရမှာပေါ့ပို့သက်ဆေးရလीမဟုတ်လို့ရှင်တော့ဆေးရအောင်ဝင်အောင်တိုက်ပေါ့နော်ဒါမဲ့ဒီကြောင်အုံးเนี่ยဘလို့မှဆေးတိုက်လို့မရပေါ့နော်အခုတော့ဟိုပေါ့နော်ဆေးရစီဆေးလာထိုးတာဟိုလူနှစ်ယောက်သုံးယောက်ချုပ်ချုပ်ပြီးတော့မှဆေးထိုးရတယ်မဟုတ်ဘူးသူတို့ကအရန်ယုံကုတ်လို့ပေါ့ငားရမြောက်နေရောက်လိုက်ပေါ့နော် စီဖက်စင်းရဲ့လိုဝါတပင်းပေါ့ဆရာပေးလိုက်တာစီဖက်စင်း200အားတစ်ချမ်းလိုဝါတတင်းကတစ်လုံးပေါ့နော်ဆေးအနည်းဆုံး3ရက်ဝင်အောင်တိုက်ပေါ့နော်ဆေးဝင်လို့ရှိရင်နဲ့ဆေးလာထိုးစရာမလိုတော့ဘူးပေါ့အဲ့တော့ဒီနေ့ကတော့ကြောင်ဒီအကုန်လုံးနှိပါအောင်ဖမ်းပြီးတော့ဆေးတိုက်ရပါပေါ့ဝင်နေကြောင်လဲဝင်နေမဝင်နေကြောင်လဲမဝင်ဘူးကုတ်လဲကုတ်ခံရပေါ့နော်မင်းကိုအလိုအဝတ်တွေနဲ့ချုပ်ပြီးတော့တိုက်တာတောင် တော်တော်တရခတ်တဲ့ကြောင်းကြီးရမ်းများတော့ကြောင်းတွေကဘောနော်ဒီနေ့ကြည့်ရတဲ့အချိန်မှာတော့တော်တော်တော့လမ်းနေပြီပေါ့နော်လီလီဟိုတရေကြတာနှာရေကြတာမိုးနေရာတွေလည်းမတွေ့ရတော့ပေါ့နော်တိတ်ပြီးတော့အစာတွေလည်းစားနေကြပြီအဲ့တော့နင်းနေတော့စိတ်သေးတော့ပျော်ရွှင်မိတာပေါ့နော်ကြောင်းလေးတွေဟိုတတတာဖြစ်သွားပြီဆိုတော့လေ ဒါပေမဲ့တချို့ကြောင်လေးတွေကလည်းမှိုင်းနေကြောင်ကမှိုင်းနေပေါ့နော်နည်းနည်းအချီနေမဟန်နေကြောင်လေးတွေလည်းရှိရဲ့အတွက်ကြောင့်မလို့စိတ်ချရအောင်လို့ပြောဒီနေ့ညပဲပေါ့နော်ညမိုးချုပ်စီစံတစ်ခေါက်ထပ်သွားဖို့စီစဉ်လိုက်ပါတယ်ဆရာပြောတာတော့21ရက်ကျော်မှစိတ်ချမယ်တဲ့ဘာဖြစ်လို့လဲဆိုတော့21ရက်ပြပြီးတော့မှသူတို့ကအင်မြူရမှာပေါ့နော်ကိုခံရမှာဖြစ်တဲ့အကြောင်းဒီကြားထဲမှာတော့အချိန်ကြီးအမျိုးမျိုးဖြစ်နိုင်တဲ့အတွက်ကြောင့်မလို့အရင်ပေါ့လို့တော့မရသေးဘူးပေါ့နော် အခုကြောင်လေးဆိုရင် तू တော်တော်ဟိုအခြေအနေမကောင်းပါတော့အစာလည်းမစားတော့ဘူးဒီကြောင်ကတော့စေးထွားမှာရမ်းကြောင်ကလူလူမျိုးပဲသူကလေ။ရမ်းကြောင်ပဲသူကလေ။ဘယ်သူကလို့လဲ။မတက်ဘူး။ဘယ်လိုစေးထွားလဲ။ရမ်းစတိုင်တယ်။ဧတော် 6ရက်မြောက်နေ့ရောက်လိုက်ပါတော့ပိုးတက်စီကတော့အနည်းဆုံး3ရက်ဝင်အောင်တိုက်ရမှာဆိုရကြမလို့ပိုးတက်စီတိုက်နေရတာအရန်လေခက်တဲ့တိုက်ရလေဒီကြောင်တီတီလေးကအချိန်ကြီးမကောင်းတော့ဘူးနော်သူမခံနိုင်တော့ဘူးဟိုသူကစဖြစ်ကလေးကသူပါတာဆိုလေကြောင်လေးတွေတော်တော်များများတော့လေနလန်ထူနေပြီပေါ့နော်တော်တော်လန်းလန်းဆန်းဆန်းနေရှိနေပြီဒါပေမဲ့လည်းစိတ်မချရတည်းရဲ့ကြောင်လေးတော့ရှိသေးတယ်ပေါ့နော် နာစည်းရာတို့အဲ့လိုမျိုးပေါ့အန်နဲ့စေကန်းထပ်သွားခဲ့တယ်ပေါ့စေရာထိုးပြီးတဲ့ပေါ့နော်စေရာစီဖစင်း အုပ်စုထဲမှာ နောက်ဆုံးပေါ့အကောင်းဆုံးဆိုတာကိုထိုးပြရပါတော့ပြီးတော့ဆရာအားစီးဒီလေတွင်းမိရဲ့ထင်တယ် ဆရာတော့ကိုလီစီကကြောင်နေအထာတိနေပြီဆိုတော့လေသူကတော့ဘယ်ဆေးအွန်အောင်မလဲဆိုတော့သူတိရဲ့အဲ့အကြောင်းမို့လဲကြောင်နာကြတာဘောနော်ဒီလောက်ကြောင်နေရလန်းလန်းဆန်းဆန်းရှိရလို့လဲထင်နေပေါ့အစိုးရင်ရဆုံးကတော့အဲ့လိုဒီတီတီလေးပေါ့နော်တီတီလေးရနောက်ထပ်ကြောင်အမဲလေးတစ်ခေါင်ရတော့တော်တော်မတက်တာသေးဘူးချာကြောင်လေးတွေကတော့နှာစီးတဲ့အခြေအနေပဲပေါ့နော် ဘာမှတော့ထူး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 အရန်မဆိုရရဘူးဆရာကတော့ပြောပါတယ်နှာတော့စီးနေပါပဲလိုပါတင်းလေးတိုက်တိုက်ပြီးပေါ့နော်အခုတော့ခုနှစ်ရက်မြောက်နေရောက်လာပါပြီကြောင်ဆေးတိုက်တာအနည်းဆုံးလူ၃ယောက်ကုန်တယ်ပေါ့နော်ခြေဒီလက်တွေခေါင်းတွေချုပ်မှပဲရတာမဟုတ်လို့ရှိရင်သူတို့အရန်လုံးနေမရရန်ဆုံးမှလည်းညဘက်ကတော့ထုံးစံတိုင်းပဲဆရာစီသွားလိုက်တယ်ဗောနော်ဘာလို့လဲဆိုတော့ကြောင်နေက တချို့ကြောင့်လေးတွေကလုံးဝအသက်အန္တရာယ်ရှိတဲ့အခြေအနေဖြစ်နေလို့လေဒီကလေးလေးဆိုဆရာပြောတာမခံနိုင်တော့ဘူးတဲ့ဘာလို့လဲဆိုတော့ကြောင်အကြီးတွေတောင်မှပြောမရဘောနော်ဒီအသေးလေးကြတော့အရန်လေးပိုးတက်စီတွေအုံလို့မရတဲ့အတွက်ဆိုရင်ရပေါ့နောက်တနေ့မနက်မှပဲအသေးလေးဆုံးသွားရပေါ့နော်တောင်တောင်ကြီးနဲ့ဆုံးသွားရသူ့အဝတ်တွေလည်းထားထားပြရပဲဒါပေမဲ့မရဘူးဟိုအသက်ရှူချက်တဲ့ပုံစံမျိုးနဲ့ဆုံးတာပေါ့နော် ရှေ့ရမြောင်နေရောက်လာပြီပေါ့နော်ဒီကြောင်နာကြတာလေးကိုဗစ်နဲ့တူတယ်လို့ပြောတယ်အဆုတ်ကိုလာတိုက်ခိုက်တာတဲ့အဲ့တော့သူတို့အောက်ဆီဂျင်ပြတ်တဲ့ပုံမှာတော့ရှိရပေါ့နော်တခြားကြောင်အနေနဲ့ပေါ့နော်ကြောင်နှကောင်ထမင်းမဆားတာအပြင်တခြားကြောင်တွေကလည်းနည်းနည်းလေးပုံမှန်အတိုင်းတော့ဖြစ်နေပါပြီဒီမှာတော့ဆုံးသွားတဲ့အသေးလေးပေါ့နော် ီကလေးလေးကတော့စိုးရင်ရရပေါ့ညာဘက်ရောက်တော့ဆရာစီစီသွားထိုးတယ်ပေါ့နော် ကလေးအမေလေးလည်းနှာစီးတော့ပါလာပြီတခြားကလေးတွေမှာအဲ့လိုပေါ့နော်နှာစီးတဲ့ကလေးတွေအကုန်ခေါ်လာခဲ့ပေါ့နော်ပြီးတော့စိုးရင်ရတဲ့ကလေးလေးတစ်ခေါင်းတော့ပါရပေါ့ဒီလိုပါပဲဒီမြန်မာလူတွေလည်း ကိုရဲ့မြောက်နေမှာအစာမစားတဲ့ကလေးလေးဆုံးသွားတယ်ပေါ့နော်။သူကအဲ့လိုအောက်ဆီဂျင်ပြတ်တယ်လို့နဲ့အသက်ကိုအဲ့လိုငင်ငင်ပြီးတော့ဆုံးသွားတာတနာဖို့လည်းအရင်ကောင်းပါတယ်။မခံနိုင်တော့သူလည်းရှင်းရလားဆို။အခုကလေးနှစ်ကောင်တော့ပေါ့နော်။နည်းနည်းတကောင်ကတအားဝနာစီကဂလူးဂလူးနဲ့ဖြစ်နေတာရဲ့။နောက်တကောင်ကလုံးဝကို သူလည်းအစာမစားတာပေါ့နော်။ သူတို့နှစ်ကောင်လည်းလုံအောင်ဆောင်ကြည့်ရမယ့်အခြေအနေကိုဖြစ်နေပါတယ်။တခြားကလေးကတော့အကုန်နီးပါးထမင်းလဲစားရပေါ့နော်။နှာစီးကတော့နည်းနည်းကြံ့နေဆိုပေမဲ့လေဟိုတအားလဲလမ်းပါတယ်သူတို့ကလေ။အခုကလေးနှစ်ကောင်ပေါ့နော်။အမှန်ဆိုရင်တော့သူတို့ကလေတက်တာလိုက်ပြန်ဖြစ်လိုက်ပုံစံဖြစ်ပြီးတော့မှဒီအစာမစားတဲ့ကလေးလေးကဆရာဝင်ပြောရတော့ပေါ့နော်။နည်းနည်းတခြားယောဂါကနည်းနည်းလိုက်နေပြီတဲ့အဲ့လိုပြောတယ်။ ညာရောက်တော့ဆေးအားစီသွားပြီပေါ့နော်စိုးရိမ်ရတဲ့ကလေးနှစ်ကောင်နဲ့နည်းနည်းနှာစီးတဲ့ကလေးတွေအကုန်ခေါ်သွားလိုက်တယ်ပေါ့နော်ကြောင်တုတ်ကိုရပေါ့နော်တိတိချင်းဆရာဝန်တောက်လျှောက်ပြနေတဲ့အတွက်အခုလိုအသေးပြောက်ရန်နေသွားပေါ့နော်အမှန်ယောဂနည်းနည်းကျွမ်းမဆိုရင်တော့မမီတော့ဘူးလို့ပြောတယ်ဆရာလေးစိုးရိမ်ရတဲ့ကလေးနှစ်ကောင်ကိုအဲ့လိုပေါ့နော်အိမ်ထဲခေါ်ထားလိုက်တယ်ခြေနောင်လေးတော့ထောင်မိထားလိုက်ပါတယ်ဆယ်ရက်မြောက်နေ့ရောက်လိုက်ပေါ့နော် အစာမစားတဲ့ကြောင်လေးကိုယုံချန်နေခဏထိတ်ထိုင်ပါတော့မနှက်ဆိုရင်အဲ့လိုလေကောင်းလေတန်းရအောင်နေရောင်ကြီးထိတွေ့အောင်ယုံချန်ကြောင်ချန်မှာခဏထားထိုင်ပါတော့စရာတော့လို့နှာစီးရဲ့ကြောင်တွေကိုလိုဝါတပင်းကတော့တောက်လျှောက်တိုက်လို့ပြောတယ်။စီဖက်စင်းကတော့ခဏနားလိုက်တော့ပေါ့နော်။သုံးရက်ပြည့်ပြီဆိုရင်လေ။အစာမစားတဲ့ကလေးကလေကြောက်ကြရောင်နေလို့ပြောရပေါ့နော်။ဆရာက အဲ့တော့သူ့ကိုဟိုသူစားကျင်လာအောင်ပေါ့နော်အဲ့လိုအသားစိမ်း၅စိမ်းလေးအကျွေးနေတော့သူကနင်းနေနေအစားတယ်အများကြီးတော့မစားနိုင်သေးဘူး brand ချက်ပေါင်းရင်လည်းတိုက်တယ်ပေါ့နော်ဒါပေမဲ့လုံးဝမတောက်ဘူးအဲ့အတွက်ကြောင့်မလို့ဟိုအလကားဖြစ်ဖြစ်သွားတယ်ပေါ့နော်ချက်ပေါင်းကြီးကလေအတင်းထိုးထည့်လေးကုတ်ခံရရဆိုလေအစားတော့ထင်တဲ့လောက်တော့မစားသေးဘူးပေါ့နော်လိုးဝတင်းလေးတော့ဒီနေ့တိုက်ဖြစ်ပါတယ် တခြားကြောင့်လေးရတော့အကုန်လမ်းဆန်းနေပေါ့နော်ဆေးအားတော့ဆေးထိုးတာကိုခဏနားလိုက်အောင်လို့တော့ပြောလို့ဒီနေ့ကတော့ဆေးကမ်းမသွားဖြစ်လိုက်ဘူးပေါ့ခုကလေးကတော့နှာတအားဆီးရပေါ့နော်ရင်ကျက်တယ်လို့မျိုးကြီးအသက်ရှင်တော့မတော့ခလူးခလူးနေဦးဖြစ်နေอ่ะအဲ့ဒါလုံးဝမပြောက်သေးဘူး ဒီကလေးလေးကတော့အစာတော့ဝင်နေပါတော့သူလည်းအဲ့လိုရင်တအားကျက်နေတဲ့အတွက်နည်းနည်းတော့စိုးရင်ရပါတယ်ခုကလေးလေးလည်းအိမ်ထဲခော့ခော့အိတ်တယ်ပေါ့နော်17ရက်မြောက်နေ့ရောက်လိုက်ပေါ့နော်တခြားကလေးတွေအကုန်ကောင်းနေဆိုတဲ့အတွက်ဒီကလေးနှစ်ကောင်ပဲအိမ်ထဲခော့ဆောင်းလျှောက်လိုက်တယ်ပေါ့အဓိကတော့ brand ချက်ပေါင်းလေးနဲ့လူဝတပင်းလေးတော့ရအောင်တိုက်ဖြစ်တယ်ပေါ့နော် ါပေမဲ့လည်းကုတ်ခံရတယ်၁၂ရက်မြောက်နေ့မှာတော့ဒီအစာမစားတဲ့ကြောင့်လေးကိုဝက်သားအစိမ့်လေးတွေကျွေးရတော့သူစားလာပြီပေါ့နော်ဒါပေမဲ့လည်းသူအများကြီးတော့မစားနိုင်သေးဘူးသေးတိုက်ပြီဆိုအဲ့လိုပဲမနော် အတင်းနေထွေးထုံနေတော့ပဲလိုရာတည်င်းနေတော့တိုက်တိုက်ပြီးဖြစ်ပါတယ်မဝင်ဝင်အောင်ချုပ်ပြီးထိုးထည့်ရပဲပေါ့နော် ဟုတ်ကလေးကလည်းတော်တော်နဲ့ကိုမတက်တာသေးဘူးဖြစ်နေ။ဆရာပြောသလို23ရက်ထီတော့အဆောင်ကျရမယ်ထင်ပါတယ်။ဒီကြောင်မလေးကအဲ့လိုပေါ့နော်ဖင်မာပီတင်တာဖြစ်တာစီးကန်းလာပြရပေါ့။ ခြားကြောင်တွေကနည်းနည်းနှာစည်းရဲ့ကြောင်ပြီးတော့ဟိုဆိုးရင်ရတဲ့ကြောင်လေးနှစ်ကောင်ရေပေါ့နော်ဒီနေ့တစ်ခါစီကန်းထပ်သွားလိုက်ပါတယ်နှာစည်းတဲ့ကြောင်တော့ဆေးတိုက်ဖို့ပြေးလိုက်တယ်ပေါ့နော်ဆိုးရင်ရတဲ့ကြောင်လေးနှစ်ကောင်လွဲပြပေါ့နော်ကြံတဲ့ကြောင်လေးတွေကတော်တော်လန်းလန်းဆန်းဆန်းတော့ရှိနေပါပြီပေါ့နော်အခုဆိုရင်လေ73ရက်နေ့ရောက်လာပြီပေါ့နော် မင်းမစားတဲ့ကြောင်တွေကလေအခုနောက်ပိုင်းနည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 ်းချင်းစီတော့သူစားလာအတွေ့ရပေါ့နော်ချွဲချက်တဲ့ကြောင်တွေကတော့အရန်စားတယ်သူကတော့လေသူတို့ကြိုက်တတ်တာရှင်နေပေါ့နော်အဲ့ဒါဟိုဒီအခုဆိုရင်ကြက်သားပြုတ်လေးပေါ့ကြက်သားပြုတ်လေးကိုကျွေးရတာပေါ့ဒီချွဲချက်တဲ့ကြောင်တွေကတော့အရန်စားတယ်ဒီကြောင်တွေကတော့သူကနည်း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 ချင်းပဲသူစားနိုင်တယ်ပေါ့နော်သူယောဂအခြေအနေကြောင်ထင်ပါတယ် ဆရာကသူ့ကိုအမိုင်းနိုအက်ဆစ်ပါတဲ့ဟိုအားစေးလေးပေးလိုက်တယ်ပေါ့နော်အခုကတော့ကြောင်တီးတီးလေးပေါ့ကြောင်တီးတီးလေးညမျက်လုံးနည်းနည်းနာပြီးတော့ဗီတာမင်အားနဲ့လည်းဆရာပြောရေပေါ့နော်ပြီးတော့နည်းနည်းလေးနှာစီးနေကြတယ်သူတို့လည်းယောဂနည်းနည်းဖြစ်နေပြီလားတော့မသိဘူးသူတို့ငါးစီးစီ တိုက်ပြီးရေပေါ့နော်ပြီးမျက်လုံးတော့ကတော့တီးအိုလေးတော့ဒီနေ့စထည့်ပေးဖြစ်တယ်ပေါ့အရင်ကတော့ဂျန်တာအိုင်းလေးတော့ထည့်ထည့်ပေးတယ် ကလေးလေးတွေလည်းခုမှတလတာလေးတွေဆိုနည်းနည်းတော့စိုးရင်ရပါတော့သူတို့လည်းဟိုအမေကြီးကဟိုတနေ့ကဖျားထားတယ်ဆိုတော့အဖျားနည်းနည်းကူးနေတဲ့ပုံစံမှာတော့ဖြစ်နေပါ14ရက်မြောက်နေ့ရောက်လိုက်ပါတော့ကြောင်သေးသေးလေးတကောင်တော့တော်တော်အခြေအနေမကောင်းတော့ဘူးဖြစ်နေပါဗောနာစီးပြီးရင်အရန်ကျက်နေတဲ့ပုံစံဖြစ်တော့ baby cot 1.5နဲ့ဆွဲပြော့စီလေးတစ်ချမ်းတိုက်ထားပါတော့ ဒါပေမဲ့ကြောင်တွေကမရတော့ဘူးပေါ့နော်နောက်ဆုံးအချိန်ရောက်နေတဲ့ပုံစံအောင်ဖြစ်သွားပြီပေါ့နောက်ဆုံးသူကောင်းကောင်းမွန်မွန်နဲ့ပဲထွက်သွားပါတယ်တခြားကြောင်လေးတွေအနေနဲ့ပေါ့နော်ဟိုပုံမှန်တိုင်းမှာပဲနည်းနည်းစိုးရင်ရတဲ့ကြောင်လေးနှစ်ကောင်လွှဲပြီးတော့ကျန်တာအကုန်လုံးကတော့ဘာမှဟိုတိတ်မစိုးရပါဘောနော်ဒါမဲ့နည်းနည်းပပတော့ချောင်းဆူတာလောက်တော့ရှိသေးတယ်။ထမင်းနေလေတော်တော်များများစားကြရပေါ့နော်။ဟိုမစားတဲ့ကြောင်ဆိုလို့ဟိုနည်းနည်းဆိုရင်ရတဲ့ကလေးနှစ်ကောင်တော့တိတ်မစားဘူးဖြစ်နေတာ။ သူတို့ကိုဒီရပိုင်းอ่ะဗောနော်စံပြုတ်လေးလုတ်ကြွေဖြစ်တယ်ဗောဟိုထမင်းရဲ့အဲ့လိုဗောနော်စံပြုတ်ဗောကြက်စံပြုတ်တာမဟုတ်ငါးစံပြုတ်ဗောအဲ့လိုမျိုးလေးရလုတ်ကြွေဖြစ်ပါတယ်အစာမမာကြီးရောတအားမကြွေရသေးဘူးဗော15ရက်နေ့ရောက်လိုက်ဗောနော်ဒီကြောင်အမေကြီးရဲ့ကလေးတွေကတော့အကုန်နီးပါဟိုကျမ်းမာနေရတော့မြင်ရဗောနော်တချို့ကလေးကနည်းနည်းနှာစီးနေတာတော့တွေ့တယ်အဲ့လိုဆိုရင်တော့ဟိုဗောနော် baby cot လေး 1.5cc တော့တိုက်ထားလိုက်ပါတယ်တခြားကြောင်လေးတော်တော်များများတော့ဟိုပုံမှန်တိုင်းတော့ပြန်ဖြစ်နေပေါ့နော်မိမိမိဆိုးရင်ရတဲ့ကြောင်လေးကလည်းနည်းနည်းတော့နလန်တော့ထူနေပေါ့နော်အရန်တော့ပိတ်သွားတဲ့အဆာမစားနိုင်တော့ညာဘက်ရောက်ရင်တော့အဲဆိုးရင်ရတဲ့ကြောင်လေးနဲ့ ဟိုနောက်ထပ်နှာစီးနှစ်ကြောင်လေးကိုပေါ့နော်ဆေးတော့ဝင်အောင်တိုက်ပြရဲပေါ့ဆေးတိုက်ပြီဆိုသူတို့ကအဲ့လိုထွေးထုတ်တယ်ပေါ့နော်အတင်းကိုလေ16ရက်ထဲရောက်လာတဲ့အချိန်မှာဟိုကြောင်လေးပေါ့နော်ကြောက်ကလေးနဲ့နဲ့ရောက်နေဆိုကြောင်လေးကဒီ amino acid လေးတွေတိုက်ထားလို့လားမသိဘူးအစာပြန်စားလာတယ်ဟိုကြောင်လေးကလည်းဟိုပေါ့နော်ဆေးအချိန်ကြောင်ထင်တယ်တော်တော်တက်တာလားတွေ့ရပါပြီပေါ့နော်တခြားကလေးတွေကတော့ပုံမှန်တိုင်းပဲပေါ့နော်ကောင်းကောင်းစားပြီးဟိုတလဲတက်တာနေပါပြီ ဒီနေ့ကတော့ဘောနောကြောင်သေးသေးလေးတွေအဲ့လိုတန်းနေရှိရတဲ့ကြောင့်မလို့တန်းသက်စီဘောနောအရင်လေးတော့ဖျက်မိဖြစ်တယ်ဆက်ခွန်ရဲ့မြောင်းနေရောက်လိုက်ဘောနောဆက်ခွန်ရဲ့မြောင်းနေမှာကြောင်လေးတွေဟိုအကုန်လုံးနှီးပါးကတော်တော်တက်တာလာတွေ့ရပါဘောနောအစာမစားတဲ့ကြောင်လေးကလည်းစားလာတယ်တခြားကြောင်လေးကတော့ပုံမှန်တိုင်းပဲပေါ့သူတို့စားတယ်အဲ့လိုပေါ့နော် ဟိုယောဂါကတော့လုံးဝပျောက်ကင်းသွားတယ်လို့အောင်ပြောလို့ရနေပါတော့။ဆေးရ22ရက်နေ့ထိစောင့်ကြည့်ဆိုရတော့ပေါ့နော်။သူတို့ရဲ့အခြေအနေကိုတော့တောက်လျှောက်တော့စောင့်ကြည့်နေပါတယ်။ဒါအစာမစားတဲ့ကြောင်လေးပေါ့နော်သူတော်တော်ကိုစားလာတာတွေ့ရတယ်ပေါ့အဲ့တော့လေတကယ်ပဲစိတ်ချမ်းသာပါတယ်အမှန်ဆိုအဲ့ကြောင်လေးကိုလည်းလက်လွတ်ရပြီထင်ခဲ့တာပေါ့နော်သူကလုံးဝအစာမဝင်တော့လို့လी အခုကလလန်ထူလာပြီးစားလိုက်တော့ကြောင့်မလို့စိတ်တကယ်ချမ်းသာရပေါ့ဒါကတော့နှာစီးရဲ့အကြောင်းဒီပေါ့နော်သူကတော့ဆေးလေးရက်လည်းပြေသွားပါပြီအဲ့အတွက်ကြောင့်နှာစီးကလည်းတော်တော်သက်သာပါပြီပေါ့နော်သူကတော့အရင်ကတည်းကအစာဝင်တဲ့အတွက်ကြောင့်အရင်တော့မစိုးရင်ရဘူးဒါပေမဲ့ခွခုခုခုနဲ့နာစီးနေတာပေါ့နော်အလိုရင်ကျက်နေတာလည်းတက်တာပါပါပြီ။ 21ရက်နေ့တော့ရောက်လိုက်ပါတော့။ကြောင်လေးတွေအကုန်လုံးလို့လို့ကတော့ဟိုတော်တော်ဟိုမှပုံမှန်တိုင်းပြန်ဖြစ်သွားပါပြီ။အကုန်လုံးကထမင်းလဲတေချာစားလိုက်ပါတော့။ဒါမဲ့ဒီကြောင်ကြီးတော့နည်းနည်းနှာစည်းလေးတော့နည်းနည်းကျန်သေးရပေါ့။အဲ့ဒါလေစီထရီစင်းလေးသူ့စီစီတော့တိုက်ထားရပါတော့။ကြောင်လေးတွေပေါ့နော်အဲ့လိုအကုန်လုံးဟို21ရက်လေးပြည်သွားပြီ။လန်းလန်းထူးထူးနဲ့ကောင်းကောင်းမွန်မွန်မြင်ရတဲ့အချိန်မှာတော့အရန်လဲစိတ်ချမ်းသာပါတယ်။ပြီးရင်နောက်တစ်ခုကကြတော့လေ ဟိုပေါ့နော်ကြောင်နေ၃កောင်ဆုံးဆုံးလိုက်ရတဲ့အတွက်စိတ်မကောင်းဆိုပေမဲ့လေဟိုဒီလောက်ပေါ့နော်ကြောင်ချန်တစ်ချန်လုံးကြောင်နာကြတဲ့အချိန်မှာဒီ၃កောင်လေးနဲ့ပဲဆိုတော့လေဖြေသားပါတယ်ပေါ့နောက်ဆုံးစိုးရင်ရရပေါ့နော်အရန်ဟိုရင်ကျက်တလို့နှာစည်းတလို့ဖြစ်နေတဲ့ကြောင်လေးနဲ့ဟိုဒီပေါ့နော်သူယောဂါကြောင်နာကြရနောက်ဆက်တွဲကြောက်ကဲ့ရောင်ပြီးအစာမစားနိုင်တဲ့ကြောင်လေးလေပေါ့နော်တော်တော်နလန်ထူပြီးပြန်ကောင်းသွားရဆိုတဲ့အတွက်ကြောင့်မလို့ ဟိုစိတ်ထဲမှာပေါ့နော်အလုံးကြီးတစ်လုံးကြပါသလိုလဲခံစားရရပေါ့ကြောင်တေးတီးလေးရလဲအရန်ဆူဆူဝဝကြီးမဖြစ်လိုက်တာကံတော်တော်ကောင်းနေပြောမှာပေါ့နော်မဟုတ်ရင်ဆီကကြောင်တေးတီးလေးကြတော့ပိုးသက်စီတွင်လို့မရတော့ဟိုစိုးရင်ရရပေါ့နော်ဟိုတခုဖြစ်လိုက်တေးမယ်လူတော်ဆီကပြောထားတာဆိုလीကြောင်တေးတီးလေးလဲပုံမှန်တိုင်းအကုန်ပြန်ကောင်းသွားပါပြီကြောင်နေပေါ့နော်အခုလောက်နီးနီးတေချာပြန်ကောင်းတာလဲ ဆေးကုပေးတဲ့ဆရာပေါ့နော်တော်လို့လို့လည်းပြောလို့ရတယ်ဘာဖြစ်လဲဆိုတော့အလူကြောင်နာကြတာတွေကပြောမိတာပြောတာအလူကြောင်ချံတချံလုံးပေါ့နော်ကိုပေးအောက်ပရိဖြစ်တယ်လို့မျိုးတဲ့ကြောင်ချံတချံလုံးတော့မှကုံဝါနိုင်တယ်ပေါ့နော်အဲ့တော့ဆရာကိုလည်းကျေးဇူးတကယ်တင်ပါတယ်ဆရာပညာကိုလည်းတကယ်လေးစားမိပါတယ်ပေါ့နော်ကြောင်လေးတွေပြန်ကောင်းလာချိန်မှာကိုကိုကိုလည်းအောင်းနိုင်သူတယောက်လည်းခံစားပါတယ်ပေါ့ ဟာရက်သူ့သူ့အသူ့သူ့တူတာအမေမိခင်ဆိုတာလေတားသမီးကိုဘယ်ချင်းဖြစ်ဖြစ်သိတယ်ဆိုတာကြီးရနော်တူတာသူ့ကလေးတွေကိုရက်ပေးတယ်ပြည့်ရဲ့လက်ထွက်